ငင်းချမ်းရေရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှအေဂျန်တရားဝါပြောတဲ့နိုင်ငံတော်သစ်စီတို့ခေါင်းစဉ်နဲ့ကျင်းပတဲ့ငင်းချမ်းရေဖိုရမ် Peace Forum 2025ကိုဇွန်လ25ရက်မှစတင်က28ရက်အထိကျင်းပလျက်ရှိရာဖိုရမ်တတိယနေ့ဖြစ်တဲ့ဒီကနေ့မှာလည်းသက်ဆိုင်ရာခေါင်းစဉ်များလိုက်ဆွေးနွေးခဲ့ကြတဲ့သတင်းကိုသတင်းထောက်မဖြိုးအီအီပိုင်က အခုလိုတင်ပြပေးမှဖြစ်ပါတယ်ရှင်။ မြန်မာရင်းမြင့်တဲ့ကြားပရိသတ်များရှင်ရင်းချင်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်ခြင်းမှာအေဂျင်တာယာဝါပြောသည့်နိုင်ငံတော်အသစ်စီတို့တုံးသက်စင်းတွေပဲ Facebook နဲ့2025ကိုဇွန်လ25ရက်နေ့မှာစတင်က29နေ့ထိတုံးရတာခြင်းမှလည်းရှိရာဇွန်လ29ရက်နေ့မှာတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနဲ့လူမှုစီးပွားဘဝဆိုင်ကမှုများကိုကင်တွယ်ဖြစ်ခြင်းရန်အတွက်မျိုးပြခါများကိုဖော်ထုတ်ခြင်းမြန်မာနိုင်ငံရဲ့အနာဂတ်ဟာပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနဲ့ဆက်နွယ်တက်ရောက်မှုရှိပုံကိုလေလာဆန်းစစ်ပြီးအတွင်ကူပြောင်းရေးမှာကျင့်သုံးတဲ့ မြေပြူဟာများဖော်ထုတ်ခြင်းခေါင်းစဉ်များနဲ့ဆက်လက်ဆွေးနွေးကြတာဖြစ်ပါတယ်။ ငင်းချမ်းရေးနဲ့ရုပ်ကော်ပွဲချင်းပါရေးကိုအထူးအလေးပြုပြီးတော့ဆွေးနွေးကြတာပါ။ဟိုအမြင်နဲ့တင်ပြကြတာပေါ့။တက်ဆိုင်ရာကောင်းဆောင်များအနေနဲ့လည်းသူတို့စဉ်းစားထားတယ်ဆိုတာရှင်းပြတယ်။ရှုရှိပါတယ်။လုတ်တင်လုတ်ထဲတဲ့ဆွေးနွေးပွဲပဲလို့ဖော်ရံပဲလို့ကျွန်တော်အဲ့လိုခံယူတယ်။ဒီဆွေးနွေးပွဲကိုကောင်းကောင်းမှတ်တမ်းတင်ပြီးတော့မှဒီအတင်းတော်ဆုံးငင်းချမ်းရေးခြေလာအတွက်အတင်းတော်ဆုံးတွေကိုမှတ်တမ်းတင်စားပဲအဲ့ဒါကိုလက်တွေ့ကျင့်သုံးတော့ဖို့အရေးကြီးတယ်ခင်ဗျ။ဒီမှာဆွေးနွေးပြီးပြည်တော်ပြည်တော်အဲ့လိုတပုံမျိုးမဟုတ်ပဲနေပေါ့။ ဒါဆက်လက်ပြီးလုံဆောင်ရမယ်လို့ငန်းတို့ကိုစဉ်းစားကြအကောင့်တွေဖော်ထုတ်နေဖို့အရေးကြီးတယ်ဒါမှအကျိုးရှိပါဘူးဒီဆွေးနွေးပွဲမှာကျွမ်းကျင်သူပညာရှင်များကနိုင်ငံတော်အတွက်အကျိုးရှိမဲ့အကြံကောင်းညာကောင်းတွေပြုကြတယ်လို့ကျွန်တော်တို့မြင်ပါတယ်လူတိုင်းရဲ့စိတ်ထဲမှာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စေတနာကောင်းတွေပါနေတယ်လို့မြင်ပါတယ်ဒီဖိုရမ်တွေဟာ အင်မတန်ကိုကြိုးကျေးဇူးရှိတယ်လို့မြင်ပါတယ်။ငင်းချမ်းရဲ့အတွက်ကောရေကောက်ပွဲအတွက်ကောဆွေးနွေးတဲ့နေရာမှာနှစ်ခုစလုံးကအရေးကြီးတယ်။နံပါတ်၁ကတော့ငင်းချမ်းရဖို့အရေးကြီးတယ်။ငင်းချမ်းရမှာပဲလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဖြစ်နိုင်တယ်။နောက်ပြီးတော့ရေကောက်ပွဲကိစ္စကိုတပြိုင်တည်းသွားမယ့်ကိစ္စဖြစ်တယ်။ အကယ်၍ရွေးကောက်ပွဲကလက်ရှိနာဆတ်ကနိုင်ငံတော်ဝန်ကြီးချုပ်ကပြောထားတယ်ဒီဇင်ဘာနောက်ဆုံးအပတ်နဲ့ဇန်နဝါရီပထမပတ်ဒုတိယပတ်လာပြီးတော့ဒါတစ်ချိန်နဲ့မကျင်းပနိုင်မယ်နှစ်ချိန်သုံးချိန်ခွဲပြီးကျင်းပသွားမယ်အဲ့တော့ရွေးကောက်ပွဲအတွက်ကတော့အခုအနေထားရဆိုရင်တည်လဲတည်ချတယ်ဖြစ်နိုင်မှုလည်းများတယ် ကျွန်တော်နိုင်ငံရေးပါတီအားလုံးကလည်းအစဉ်သင့်ရှိကြတယ်။ညံရေးတိဆောက်ဖို့တည်ငြိမ်မှုရဖို့ပေါ့နော်။ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလုပ်ဖို့ပေါ့နော်။အချင်းချင်းထပ်ပြီးတော့နားလည်မှုတွေပိုပြီးတယောက်နဲ့တယောက်နားလည်မှုတွေယုံကြည်မှုတွေရပြီးတော့ဆွေးနွေးနိုင်ခဲ့ကြတယ်ပေါ့နော်။နောက်တစ်ခါပြည်သူလူထုရဲ့နေစဉ်ဘဝကိုဝင်တော့ဝင်ဖို့ဖြစ်စေတဲ့အကြောင်းအရာတွေကိုအစိုးရဒေသန္တရအစိုးရတွေကဖြေရှင်းပေးဖို့ကိစ္စတွေကိုလည်းပေါ့တကယ်ကိုအထူးစီမံချက်တည်းအနေနဲ့ဆောင်ရွက်နိုင်ဖို့ကိစ္စတွေကို ပေါ့နော်။စပေါ်ဝိုင်းမှာလဲ ဆွေးနွေးရဲစပွဲဝိုင်းရဲ့ပြင်ပတွေမှာလည်းပဲပေါ့ပုံကိုရင်းနှီးမှုတွေရာဆွေးနွေးနိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီငင်းငယ်ဖို့တန်းကပေါ့နော်ပွဲပြားနေတဲ့နိုင်ငံရေးအင်အားစုတွေရှားထဲမှာပေါ့နော်တအူးနဲ့တအူးနားလည်မှုတွေပို့ရှိလာပြီးတော့ပေါ့နော်အာတိုင်းပြည်အတွက်အရေးကြီးတဲ့လိုအပ်ချက်တွေပေါ့နော်အဲ့ဒီလိုအပ်ချက်တွေကိုလုံနိုင်ဖို့အတွက်ကိုကနဦးခြေလန်းနေစတင်နိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့အကျိုးရှိတဲ့သုံးရတာကာလဖြစ်ပါတယ်လက်ရှိတိုင်းပြည်အနေထားပေါ့နော်ဒီဖိုရမ်နေဆွေးနွေးပွဲနေရလာတဲ့ တင်ကန်းစားတယ်ပေါ့ရလာတဲ့အသေးကြုံကနေမှကျွန်တော်တို့ဒီဒါမဲ့အနာကမှတိုင်းပြည်အပြောင်းလဲဖြစ်ပြီးအများကြီးအထောက်အကူပြုမယ်လို့မြင်တယ်ငင်းချိုင်ရေး နောက်ဒီရွက်ကပွဲပေါ့နော်ဒါဒွန်သွဲနေတယ်ပေါ့နော်ငင်းချမ်းရေးလက်ရှိဘာမှပြန်ဖြစ်နေတဲ့ပြဿနာပေါ့နော်အားလုံးပြည်လေဖိုးသွဲကကျွန်တော်တို့ဒီငင်းချမ်းဖို့လိုတယ်ရွက်ကပွဲနဲ့တူတူအစိုးရတစ်ထပ်ပေါ်လာမှကျွန်တော်တို့ဒီနောက်ဆက်သွဲတိုင်းပြည်အတွက်တင်ဆက်လုပ်မယ့်အရာလည်းအများကြီးလှုပ်ဆောင်နိုင်မှာပေါ့နော်ဆွေးနွေးမှုအပေါ်မှာကျွန်တော်တို့ဒါတော်တော်များများလဲကျွန်တော်တို့စိတ်ဆန္ဒတွေတူညီကြပါတယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ကျွန်တော်တို့လေယာသားငါကန္တာအဓိကကြားတယ်ဆိုတာလေယာသားငါကန္တာမှာပုဂ္ဂလိကခန်းကန္တာကိုကျွန်တော်တို့ပို့ပြီးတော့ပါဝင်ဆောင်ရွက်ခွင့်ပေါ့နော်ရေရရှိရေးပေါ့နော်ရေဖြန့်ဖြူးရေးကိစ္စတွေမှာပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ဆောင်ရွက်ဖို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဆွေးနွေးခဲ့တာရှိပါတယ်အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်မယ်ပုဂ္ဂလိကကနေပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်းပုဂ္ဂလိကကိုဖိတ်ခေါ်ပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်တို့ခုနပြောသလိုဒီလေယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကပို့ပြီးတော့အာလွယ်ကူလှင်မြန်ပြီးတော့အချင်းတို့တွင်းမှာရောက်ရှိမယ်ဒါကိုလည်းကျွန်တော်တို့ရွေးကောက်ပွဲမတိုင်ခင်ဆောင်ရွက်ရမယ့်ကိစ္စတွေရဲ့ရွေးကောက်ပွဲပြီးတဲ့အခါမှာပြုပြင်ပြောင်းလဲရမယ့်အပိုင်းတွေဒီဟာကိုဆွေးနွေးခြင်းဖြစ်ပါတယ်ခင်ဗျာ ွေရမီတဲ့ကြပြိသက်များရှင်တောရတာကျမကတဲ့ညနေရေးဖိုရန်ကလည်းအပြုသဘောဆောင်နဲ့အမြင်သဘောထားများအကြံပြုချက်များကိုသိရှိနားလည်ပြီးငင်းချင်းရေးရွေးကောက်ပွဲနဲ့နိုင်ငံစည်းဝါဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်ဆက်လက်ဆောင်ရွက်သင့်သည့်များကိုဆက်လက်ကြိုးပမ်းဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါဗျာကျမဖြိုးကြီးပိုင်ပါ